မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်းဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ်အလိုက်မြန်မာသားဖတ်စာလေးတွေကိုသင်သင်ကြားပြသပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့နဝင်မာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ဆောင်းမလေးပြီးအောင်လုံးဆိုတဲ့ဆောင်းမလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီဆောင်းမလေးကတော့ 20ရာစုမှာဆရာကြီးပီမိုးနင်းကနေရေးသားခဲ့တာဖြစ်ပါတယ်ဒီဒီစောင်းမလေးကိုဆရာကြီးပီမိုးနင်းကနော်ဘလို့ရည်ရွယ်ချက်ကလေးတွေနဲ့ရေးသားခဲ့တာလဲဆိုတဲ့အခါကြောင့်တော့ဘယ်အလုပ်ကိုမဆိုစစ်ဆက်သေးချပြီးပြီးမြောက်အောင်ဆောင်ရွက်ရမယ်ဆိုတဲ့အကြောင်းအလုပ်ဆောင်ရွက်တဲ့နေရာမှာပေါ့ယုံမှုမရှိစေဘဲဆောင်ရွက်မှသာ ရေရှည်အကျိုးရှိမယ်ဆိုတဲ့အကြောင်းပေါ်ယော့စွာလှုပ်ဆောင်ခြင်းရဲ့ဆိုးကျိုးကို နားလည်ပြီးတော့ပေါ်ယော့စွာလှုပ်ဆောင်ခြင်းကိုရှောင်ရှားရမယ်ဆိုတဲ့အကြောင်းကိုစာဖတ်သူတွေနားလည်အောင်လို့ရိုးရှင်းလွယ်ကူတဲ့စကားလုံးလေးတွေနဲ့ရေးဖွဲ့ထားတာဖြစ်ပါတယ်ရှင်။ကဲဒါဆိုရင်ဒီနေ့နှဝမာတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့ပြီးအောင်လုံးဆိုတဲ့စောင်းမလေးကိုဖတ်ကြည့်အောင်။ကြည်ပွားခြင်း လမ်း၌အရေးကြီးဆုံးအလုတ်အရာတစ်ခုသည်အလုတ်တစ်ခုခုကိုလှုပ်ရရင်တေချာခြင်းပြပြတ်ခြင်း ဖြစ်သည်နှုတ်ဖြင့်မိမိ၏အရေးချင်းကို ပြောပြခြင်းတသက်ကံလက်မှတ်၏ချီးကျူးခြင်းများသည် အထေကိုမရှိအလုံးလုံးမှသာ မျက်မြင်တွေ့ရှိနိုင်သော အထေကိုဒရက်ဖြစ်လျာမြည်သည့် အလုတ်ကိုမစိုးစိစက်သေးချပြင်းမြောက်အောင် ပြည့်ပြတ်အောင်လှုပ်တတ်သောအလေးတစ်ခုကိုရအောင်စ조사သိညာလိုသည်အလုတ်သည်လူဤစိတ်လူဤတတ္တိဟူသည်မကိုမျက်မြင်ထင်ရှားသိတာအောင်ဖော်ပြသောနီးလန်းမင်ဖြစ်သည်အလုတ်ကိုမသိမချာလှုပ်ခြင်းမပြည့်မပြန်လှုပ်ခြင်းမိမိကိုယ်တိုင်လည်းမိမိကိုယ်တိုင်၎င်းအခြားသူများကို၎င်းကြီးစွာအကျိုးရုပ်စေလေသည် တရင်သောအခါနယူးလန်ဒန်မြို့ပဲ၌သင်္ဘောတစင်ပေါက်၍ရေဝင်သောကြောင့်အပေါက်ကိုဖားကြရာ တူဟောင်းကြီးတစ်ခုကို တွေ့ကြလေသည် ထိုတူမှာထိုနေရာ၌73နှစ်ကြာစွာရှိနေခဲ့လေသည် ထိုသင်္ဘောမှာလွန်ခဲ့သော73နှစ်အခါကစောင်းလုပ်သောသင်္ဘောဖြစ်ရာ ထိုအခါကသင်္ဘောစောင်းလုပ်သူတို့သည်တန်ရိုက်သောတူကို ထိုနေရာ၌မေ့ထားခဲ့ကြလေသည် ၎င်းတို့မှာပေါ်ရော့ခြင်းကြောင့်တူတလက်ဆုံးပါ၏နောက်73နှစ်ကြာသောအခါသိမောမှာလဲတူဤလှုပ်ရှားခြင်းကြောင့်အပေါက်ဖြစ်ရလေသည် ပေါက်ပုံမှာသိမောလူးလိမ့်ရာ၌တူကလည်းလှုပ်ရှားသည်ဖြင့်ပွန်း၍ပေါက်ခြင်းဖြစ်သည်ထောင်ကြီးတထောင်၌လဲမိမပြိုကလေးတယောက်အနည်း20ထောင်၌အပြစ်ဒဏ်ခံရလေသည် ၎င်းမှာလ20မြအပြစ်ရလေရာ ရုံးစရေကလအစာနှင့်ဟုမှားရမိခြင်းကြောင့်ဖြစ်လေသည်ဤကဲ့သို့ဖြစ်ရခြင်းသည်ပေါ်ရောက်မှုများကြောင့်ဖြစ်လေသည်စရင်ကိုင်းစရေတယောက်သည်လည်းအလုံးလုံးရင်လက်ဖက်ရည်တောက်လေရာစရင်စာအုပ်ကိုပိတ်လိုက်လေသည်လက်ဖက်ရည်တောက်ပြီးနောက်စရင်စာအုပ်ကိုဖွင့်၍အလုတ်ကိုပြန်၍ဆက်ရာစရင်မှာငွေ900ကျွာ၍နေသည်ကို တွေ့ရလေသည် တိုက်တလုံးရှိစည်ရင်များကို အကုန်စင်ပြန်၍စစ်တော်လဲဒဲ့ပစ်စည်ရင်၌ငွေထုံငွေ၉၀၀ပို၍နေသည်မှာအဘယ်နည်းဖြစ်သည်ကို မတွေ့ကြရပေသို့နှင့်တဒိုင်လုံးစစ်ဆေးကြရာ တနင်းငွေတပတ်ကြော်ကြော်ကြာ၍သွားလေ၏ငွေကိုယ်တော်ပို၍နေသည်မှာရှာ၍မရပဲနေလေ၏နောက်ဆုံး၌ရှာရင်စိတ်ပေါက်၍၎င်းစင်းစာအုပ်ကို လက်သီးနှင့်ထုလိုက်မိလေ၏ထိုအခါကျမှ ကိုကနန်းတစ်ခုမှာတုံညဖြစ်၍သွားသောကြောင့်ပို့သောငွေကိုယ်တော်မှာအလိုလိုပြောက်၍သွားလေသည် တုံညမှာခိတ္တကိုဖြစ်၍နေသောကြောင့်အလုတ်တိုက်တစ်ခုလုံးတနင်္ဂနွေတစ်ပတ်ကျော်ကိစ္စများခဲ့သည်ကအခြားကြောင့်မဟုတ်စည်ရင်ကင်စည်ရဲ့ကြီးလက်ဖက်ရည်တောက်စင်ကစည်ရင်စာအုပ်ပေါ်သို့တကြားကလေးတပွင့်ကြရာရင်ကောင်းလာ၍စားခိုက်စည်ရင်စာအုပ်ကိုပိတ်လိုက်မိလေသည် သူပိတ်လိုက်သောအခါယင်းတကောင်မှပြေးဆောင်၍မလွတ်ပဲစောက်အုပ်ကြား၌သေဆုံးခဲ့လေသည် ထိုသေဆုံးရာ၌ခြေတချောင်းပြတ်ထွက်ကာတုံညနှင့် မတော်တဆတွေ့ပြီးထိုယင်းထိုယင်းခြေတော့သည်တုံညအောက်တွင် အမီးဖြစ်၍နေလေသည် ထွေခါတုံညမှာဖောက်လွဲဖောက်ပြန်တုံညဘဝမှာအင်္ဂလိပ်ကနန်ကိုဘဝတို့ ထီတွင်မတန်ဘင်းဆန်ဘင်းစင်ဘင်းဆက်ဆန်လျက်ဖြစ်ဟန်ထူးခြားဒေါ်လာငွေသား9000ကျော်အဖြစ်တို့ရောက်သွားခဲ့လေသည်ဤကဲ့သို့ဖြစ်ချင်းသည်လဲစရင်စစ်ဤပေါ်ယုံမှုကလေးမသေးကြောင်မူကလေးကြောင့်ပင် ဖြစ်လေသည်ထိုကဲ့သို့ပေါ်ယုံမှုမသေးကြောင်မှုကြောင့် ဤဤအတိုင်းနိနာပျက်စီအကြီးအကျယ်ဆုံးမခြင်းသည်မြောင်များစွာရှိကြလေသည်မိယထာလန်မိယထာလန်သွေတန်းဖောက်လို့ရ၌လုံသမားတယောက်ဤခိုကပ်ပေါ့ရော့ခြင်းကြောင့်မိယထာလန်ပြည့်၍အသက်သေးသူတွေများလာပေပြီးလေရင်မြန်လောက်ရ၌ပါဝင်သောတိတအချို့မှအပေါအနာရှိသည်ကိုဝယ်သူများမမြင်မသိအောင် ဖျောင်းပိတ်ကအယောင်တင်တုတ်ထားသဖြင့်ကောင်းကင်မှဂျွန်းထိုးကြ၍တေကြသူတွေများလာလေသည်မော်တော်ကားပြီးများမိယထားသင်းမောဆက်ကောင်းဘွိုင်းလာများ၌ပော့ပော့ဆာဆာလှုပ်ထားသည့်အချက်များကြောင့်ဒုက္ခတွေ့ရပုံတွေအဘယ်များလောက်များပြသည်ကိုရေတွက်၍ကုံနိုင်မီမဟုတ်ချေဤကဲ့သို့ဖြစ်ချင်းများကြောင့်လောက်သူများ၏ပေါ်ရခြင်းများကြောင့်၎င်းမယိုးသားခြင်းကြောင့် မြေမယိုးသားခြင်းများကြောင့်၎င်းဖြစ်လေသည်သမုဒ္ဒရာပင်လယ်ပြင်၌လူပေါင်းများစွာပျက်စီးသောသိမ်မောများအ ਨੇ အလုသမားများဤပေါ်ရော့ခြင်းကြောင့်ပျက်စီးသောသိမ်မောတွေများစွာ ပါရှိကြလေသည် ထိုကဲ့သို့အလုသမားပေါ်ရော့တတ်ကြောင်းသိကြသည်ဖြင့်လေရင်မြန်အလုယုံများ၌လုသမြသော အစိတ်အပိုင်းတို့ကို အိဇရေးတမ်းမှန်ဖြင့်အနာအစာများကို ကြည်ရလေသည်တန်အလုံများလဲသွန်းချင်းလှုပ်ချင်းများ၌ပေါ်ရကြသည်ဖြင့်အကြီးအကျယ်ပျက်စီးမှုတွေကဘာအရရက်မှာဖြစ်ခဲ့ကြလေသည် အမေရိကန်တိုင်းမက်မဆာကူးမဆာကူးဆက်နေ၌အလုံယုံကြီးတခုမှာအလုံလုံရင်ပြိုကြရာ လူပေါင်းတရအစိတ်သိဆုံးလေသည်ဤကဲ့သို့ဖြစ်ချင်းကြောင့် အဆောက်အုံကိုစောက်လုံသောဆရာကြီး၏ပေါ်ရမှုကြောင့်ဖြစ်လေသည်အကြောင်းမူကားအရေးကြီးသော နေရာများ၌ထားအပ်သောတန်တိုင်များမှာသွန်းရ၌မသေးမချာမခိုင်မခန့်ဝဲယူအုံပြူရ၌လည်းသေးသေးချာချာမစီစဲခြင်းကြောင့်ဖြစ်လေသည်ကနန်းတင်ချအယအဘယ်မြလောက်လုံးပတ်တူးတယ်ရှိတော်တန်သည်အဘယ်နှစ်ပေရှိ ရှိသည့်အခါအဘဲမြသောအလေးချိန်အားကိုခံနိုင်မည်ဟု ဆိုတော်လဲအတွက်အဘဲမြပင်မှန်စေကောင်းမူသုံးလောက်သောတန်မှာအမြုပ်တွေလေတွေအတွင်း၌တနေရာမှာခိုး၍နေခြင်းကကျိုးပဲ့ပျက်စီးရမည်သာဖြစ်လေသည်တော်အလုတ်တိုက်ကြီး၌ တန်နိုင်များမှာအခေါင်းထိုအလုတ်တိုက်ကြီး၌သုံးသောတန်နိုင်များမှာအခေါင်းနှင့်တန်နိုင်များဖြစ်ကြလေရာတဖက်၌ပြင်လိုထူ၍တဖက်၌စက်ကူလိုပား၍နေသည်ကိုတတိမထားကြခြင်းကြောင့်ထိုကဲ့သို့ပျက်စီးရခြင်းဖြစ်လေသည်ကနေဒါပြည်၌သင်္ဘောကြီးတစ်ခုအကြီးအကျယ်ပျက်စီးသည်ဖြင့်ကဘာကြီး တုံလုံးခဲရဘူးသည် ထိုတရားကြီးမှာကွီးပတ်မြို့စိတ်လောရင်မြစ်တရားကြီးဖြစ်လေသည်၎င်းတရားကြီးသည်တနှစ်တနိုင်ကပ်ပုတ်စက်ကူလိုမြစ်ထဲသို့ကွေးပြော့ခွေရိုင်လျက်ကြွေသွားရာလူပေါင်းတရာရေရဲ၌တေဆုံးကြလေသည် ထို့ပြင်ဒေါ်လာတန်းမောင်းများစွာကုန်ကြခဲ့ရလေသည်ထိုအကြောင်းနှင့်ပတ်သက်၍ကနေဒါပြည်အစိုးရမင်းများကစုံစမ်းရေးကော်မတီတစ်ခုဖွဲ့စည်းစုံစမ်းရာ အတိုင်းမင်းကအင်ဂျင်နီယာဖြစ်သူ မစ္စတာတီယိုဒို တူပါကနဘကိုဂျိုးကြီးကို ပို၍မကွေးရအောင်ချက်ချင်းဂယုမဆိုင်ကြသည့်အတွက်ဤကဲ့သို့ဖြစ်ရကြောင်း ထိုအလုံမှာ၃နာရီထက်ပို၍ကြာဖို့မရှိကြောင်းဇယိတ်မှာတစ်သားနှင့် ဝက်ဦးဒေါ်လာ၁၀၀ဘိုးလောက်ပို၍ကုန်ဖို့ မရှိကြောင်းအခြားဖိနှိပ်ခြင်းဆိုင်ရာကြိုးများ၌ယခုတွေ့ရှိရသောအပြစ်အနာအဆာများလွယ်ကူစွာပြုပြင်နိုင်ဖို့ရှိသည်ဖြင့်ထိုတရားကြီးမှာအရှိသည်ဖြင့် စိတ်ချရလောက်ပါလျက်မပြတ်တမ်းပဲပြည့်စည်ရလေသည် ကုန်း၌၎င်းပင်လယ်၌ပင်လယ်၌၎င်းပျက်စီးခဲ့ခြင်းများသည် အများအားဖြင့်တင်းမောယထာယထာကောင်လောက်ကင်သူတို့ ပေါ်ယုံမှုများကြောင့်ဖြစ်ကြလေသည်ဤပေါ်ယုံမှုကြောင့်ရာဇဝိတံရာဇဝိအပြစ်တံတင့်သော အမှုမဟုတ်ပေ ထို့သို့သို့တော်လဲ၎င်းတို့ဤပေါ်ယုံမှုသည် လူသက်မှုဓာပြမှုထက်ပုံမကြီးလေသော အပြစ်တင့်လေသည် တို့ဖြစ်လျာမိမိဤအလုတ်ကိုပေါ်ရော့စွာလှုပ်သူများသည်အဘယ်မြှောက်ဆိုးဝါးသည်အဘယ်မြှောက်ကြီးလေသော ပြစ်ဒဏ်အပြစ်သိနိုင်သည်ကိုကောင်းစွာတရိချက်ရ၏ဆိုပြီးတော့ယင်ဆရာကြီးပြီမိုးနေရနေပြီးတော့ယင်ဒီစာဒီဆောင်းမလေးကိုရေးသားထားတာဖြစ်ပါတယ်ဒီဆောင်းမလေးမှာဆိုရင် နော်ပြီးအောင်လုံးဆိုတဲ့စောင်းမလေးမှာဆိုရင်ခက်စစ်အဖွင့်6ခုပါတာတွေ့ရမှာဖြစ်ပါတယ်ပထမဦးဆုံးကတော့ T T ဆိုတာကတော့တီချင်းတီဆက်အခိုက်တန်အဖြစ်နဲ့အပြက်တို့ကြာအခိုက်တန်ဆိုပြီးတော့ယင် ခက်စစ်ဖွင့်ပေးထားတာဖြစ်ပါတယ်နောက်တစ်ခုက T တွင် မတန်ဘင်းဆက်ဆံလျက်ဆိုတာကတခုပြက်ပြီးတခုတို့ပြောင်းလဲသွားသည် ဆိုပြီးတော့ယင် ခက်စစ်ဖွင့်ထားတာဖြစ်ပါတယ်နောက်တစ်ခုက drag dress ဆိုတာအကောင်အထည်ဘင်းဘင်းဆိုတာပြက်ချင်း ပြက်စဲအခိုက်အတန့်နဲ့ point လာ point လာဆိုတာရင်းနှွေးငွေအားကို အသုံးချရန်ရေကိုကြိုရသည့်တန်အိုးကြီးနဲ့တက်တေကန်ဆိုတာတက်တဲ့အဖြစ်တရားရုံးမှာစစ်စစ်ခံသည် ဆိုပြီးတော့ရင် ခက်စစ်အဖွင့်လေး6လုံးပေးထားတာလစ်လာမှာဖြစ်ပါတယ်။ကဲဒီနေ့ဖက်ပြပေးသွားတာကတော့နံဝင်မာတန်းမြန်မာသာဖက်စာ အခန်း၃မှာ ပါဝင်တဲ့စောင်းမသုတရတဇဂပြေမှာပါဝင်တဲ့ပြီးအောင်လုံးဆိုတဲ့စောင်းမလေးကို ဖက်ပြပေးသွားတာဖြစ်ပါတယ်စောင်းမကိုရေးသားခဲ့တဲ့သူကတော့ဆရာကြီးပီမိုးနင်းဖြစ်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်